စုကတော့ငယ်လေးတို့ဒီ NFC ရနေပြီးတော့2025 short film contest မှာပေါ့နော်ပြိုင်ပွဲမှာတော့ first runner up ပေါ့အာရခဲ့ပါတယ်လို့ဖြစ်စေချင်တာတော့ကိုက musician ဆိုတော့သူ guitar သမားပဲဖြစ်စေချင်တယ်သူအခုတော့အဲ့လိုမျိုးသုံးခုစလုံးကိုတွဲပြီးလုပ်နေတာပေါ့နော်ဒါပေမဲ့ guitar လည်းပြန်တီးပါသူများပြိဿကတီးတာ guitar တီးရဲ့သူအနေနဲ့သချင်းဆိုရဲသူအနေနဲ့ပဲသိတာဆိုတော့ Christian content နေ Christian short film နေရိုက်ပြခြင်းလေဘာလို့လဲဆိုတော့ဇလန်းဘယ်လိုမျိုးကြည့်ရင်တော့မှကောင်းတဲ့ဇလန်းတွေအများကြီးရှိရပါလေနော် ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အထီကိုရိုက်ကူးပေးချင်ပါတယ်လို့အာဒီနေ့ကတော့သိသရှင်ချစ်စုရှူရဲ့ဝစ်ကြွေးစုကြည်ပါဆိုတဲ့သချင်းပေါ့နော်ရဲ့ရိုက်ကူးရေးလေးဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ငယ်လေးရိုက်ကူးပေးမဲ့သူဖြစ်ပါတယ်အဲ့ပြီးတော့ဒါတရုပ်ဆောင်ပေးမဲ့သူပါမင်းသားမင်းသားလေးမဟုတ်ပါဘူးကြားတဲ့ဆူလိုလေးပေါ့နော်ဂီတာဆူလိုလေးကိုလာပြီးတော့တီးတယ် ဒီငယ်လေးတို့ကိုဗစ်ဖြစ်ပြီးတော့ဗောနော်ကိုဗစ်ဖြစ်ပြီးတော့ဖျားเจ้าနေပိတ်လိုက်ရတဲ့အခါမှာဖျားเจ้าကို live လွှင့်ဖို့လိုအပ်လာတယ်ဗောလေနော်အဲအဲ့ကနေပြီးတော့ကုရင်ကုရင်ကနေပြီးတော့ဟိုမထူးတော့ပါဘူးလို့သေသေးချာချာစနစ်တကျနဲ့ဟိုဒီရိုက်ကုရေးအကြောင်းသိရင်ကောင်းမှာပဲဆိုပြီးတော့ diploma တန်းလေးတက်လိုက်တာဗောလေအာပြီးတော့အဲ့ဒါတက်ပြီးနောက်ပိုင်းမှာအာငယ်လေးဒီဘက် music video တွေ short film တွေပါတယ်ရိုက်ကူးလာဖြစ်ပါတယ်လို့ဟုတ်ကဲ့ဟုတ် ဟုတ်ကဲ့ပါအာစုကတော့ငယ်လေးတို့ဒီ NVC ရနေပြီးတော့2025 short film contest မှာပေါ့နော်ပြိုင်ပွဲမှာတော့ဟို first runner up ပေါ့အာရခဲ့ပါတယ်လို့ဟုတ်ဖြစ်စေချင်တာတော့ကိုက musician ဆိုတော့သူဂီတာသမားပဲဖြစ်စေချင်တယ်သူကတချင်းလဲဆိုတယ်ဆိုပေမဲ့ဒါပေမဲ့တချင်းဆိုရင်ဒါနဲ့ဂီတာတီးရနဲ့ဆိုရင်တော့အတူတွဲရဲသွားသွားတာပဲတွေ့ချင်တာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဒီဒီဘက်ဒီ video back ကိုရောက်သွားတယ်ဆိုတော့အမှန်တမ်းပြောမယ်သိပ်ပွေမကြဘူးပေါ့နော် ဘာဖြစ်ဆိုတော့အရန်ပင်မန်းတာတည်တယ်လေဟိုအဲ့လိုမျိုးဆိုတော့သူပညာရက်ကလည်းအရန်လေးနဲ့တော့အဲ့လိုမျိုးအရန်သူကလည်းအရန်ယူသွတ်တဲ့အချိန်ဖြစ်နေတော့ကိုကလည်းသူဝါသနာပါတာကိုပံ့ပိုးပြရမယ်ဆိုပြီးတော့ AES မှာကျွန်တော်သူ့ကိုကြောင်းထားပေးလိုက်တာပေါ့နော်ထားပေးလိုက်တဲ့နောက်ပိုင်းမှာသူကအဲ့ဒီဘက်ကိုခက်ခဲဝင်ဝင်ပေါ့နော်ဒါမဲ့ဂီတာလည်းပြန်တီးပါသူများပြိဿက်ကတီးတာဂီတာတီးရဲ့သူအနေနဲ့အချင်းဆိုရဲသူအနေနဲ့ပဲတီးတာဆိုတော့ဒါမဲ့သူအခုတော့အဲ့လိုမျိုး၃ခုစလုံးကိုတွဲပြီးလုပ်နေတာပေါ့နော် ဘယ်လိုနားထောင်လဲမနေ့တည်းကပြောတယ်မနေ့ပြန်တနားအတိလာဆိုတော့အဲ့လိုမျိုးအဲကြောင့်ဂလမ်းမှာကားပိတ်တာတော့လန့်တယ်ကျန်တဲ့သူဆိုသိပ်မလန့်ဘူးသူကနည်းနည်းတိကျတော့အဲဒီချိန်မျိုးရောက်လာတော့ကြောသေးတယ်၈မိနစ်ကြိုပြီးရောက်လာတယ်ဟုတ်တယ်မနေ့ကဖုန်းဆက်တယ်ကငလေးဟိုပါ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 ဝေးရမှာအင်ဂျီအပြာနော်ပြပြအနီးတွေယူလာတယ်လေဆိုနားထောင်လာဒါမဲ့အခုတော့ဒီမှာရှာရှာပါပါအနီးဘလို့ဖြစ်နေရလဲမသိဘူးပါဒါမဲ့အပြလေးတော့ပါရအောင်အဆင်ပြေပါ သူတို့တကယ်မကြောက်လဲရန်စုအစုခံထိတယ်။ဘာငယ်လို့ဆိုအဲ့လိုမျိုးဘာမှမပြောရတော့အဲ့ဒါမကောင်းဘူး။သူတို့ဒီအမှန်တမ်းပြောမယ်ဆိုတော့ဒီအဲ့အစ်မအဲ့သူကကဆုရတဲ့ဗီဒီယိုလေးရိုက်တဲ့ကွာပေါ့။ကြည့်တော့စိတ်စိတ်ထဲမှာတော့တိတ်ပြီးတော့ဟိုပါပေါ့။ဟောနည်းနည်းတော့မဆုဘူးပေါ့လေ။ဒါပေမဲ့လည်းလူတော့လူသေးတယ်ပေါ့လေ။ mission တော့ကြည့်မလို့တော့လား။လူလိုဘောမလို့တော့ဘူး။ဘလုံးစားဖြစ်တာကွာမင်းကဘာမှမလို့ရင်လာစားနေတာ။ ဒါပေမဲ့အဲ့ထဲမှာပြိုင်တဲ့လူတွေကလည်းတကယ်ဆရာကြီးတွေလည်းပါတော့အဲအဲ့ဒီထဲမှာမှ तू ကအဲ့လိုမျိုး first first runner app လေးရတဲ့အခါကျတော့ဒီကဝမ်းသာတယ်ပေါ့လေအဲ့အနေကျတော့သူဝါသနာပါတယ်လှုပ်ပါစီဆိုပြီးတော့နည်းနည်းလှုပ်ထားတာပေါ့လေအခုကျတော့တဖြည်းဖြည်းနဲ့အဲ့လိုမျိုးသူ့ကိုလာပြီးတော့အလုပ်တွေအက်တဲ့လူတွေလည်းတွေ့ရတယ်ပေါ့လေအဲသူ့ရောပြောတယ်သီချာလှုပ်ကူသီချာလို့လို့ဒါပေမဲ့ तू ကတော့သူ့ရှိရာဆရာစောကူကူတို့ကိုယူတို့ကိုကြည်ပြီးတော့ तू အဲ့လိုမျိုးအတူယူရဲဆိုတော့လေအဲသူကသီချာတော့လှုပ်ပါတယ် အဲ music မှာပဲသူနည်းနည်းအဲ့လိုမျိုး brand ပထာလောက်တာဆိုဗီဒီယိုကြတော့သိချလဲငယ်လေးကယုံကြည်သူတယောက်ဖြစ်တဲ့အတွက်ပေါ့နော်အဒီဘက် Christian content နေအာပြီးရင် Christian shorts လည်းနေအာရိုက်ပြချင်တယ်ဘာလို့လဲဆိုတော့ဟိုဇလန်းဘယ်လိုမျိုးကြည့်ရင်တော့မှဟိုဇလန်းကောင်းမယ်ကောင်းတဲ့ဇလန်းတွေအများကြီးရှိရပေါ့လေနော်ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အထိကိုအာရိုက်ကူးပေးချင်ပါတယ်လို့ဖြည်းဖြည်းချင်းပေါ့အာအခုက shorts လည်းအနေနဲ့ပဲ သွားမယ်လीเนาะအဲပြိုင်ပွဲလေးတွေရှိရင်လည်းဟိုဘယ်လိုပြောမလဲစုမရရင်တော့မှဟိုပြိုင်နေဆိုတော့အတွေ့အကြုံလေးယူရင်းနဲ့ပဲအဲသွားပါဦးမယ်လို့အရင်နှုတ်ပါသေးတယ်ငယ်လေးကဟိုဘယ်လိုပြောမလဲ TV တွေကလို့အင်တာနက်တွေတည်းကလို့တွေ့တယ်လို့အဲ့လိုမျိုး director အာကြီးအဲ့လိုမျိုးတော့မဟုတ်ဘူးဒါကိုကကိုကလည်း သင်ယူလေ့လာနေတဲ့အချိန်ဖြစ်တဲ့အတွက်ရိုက်တာကတော့အဲငယ်လေးကြောင်းမတက်ခင်ကတည်းကပပရဲ့အဲဟို AVN ဂီတာလေအဲအလွန်ခဲ့တယ်ဟိုအလောက်ထဲရဆိုရင်ဘာလို့ပြောမလဲငယ်ငယ်ခတဲ့ကလို့အိမ်မှာဆိုရင်ပပကဂီတာတွေပါကြီးတီးရတယ်လို့မျိုးဟိုပို့ပေးရတယ်ဆိုရင်ဟိုအဲ့ခဲကရိုက်ပေးရတာပေါ့နော်ဆိုတော့ကြာတော့ကြာပါပြီရိုက်တာကတော့ဒါမဲ့ဝါသနာကြာတော့ဝါသနာရှိရတော့ကြာပြီဟိုတကယ်ဟို system ကြကြပါတော့เนาะအာလေးလာထားတာတော့အာတိတ်မကြသေးပါဘူးဟုတ်